ြစ်ဆယ်နှစ်တာအမတ်တဂီတပဲတော်ဖြစ်မြောက်အောင်စီစဉ်ဖတ်မိုးပေးသူတေးရင်ဆရာမြင့်မိုးအောင်မှစီစဉ်ချောင်းတေးတန်ရှင်စီသူလေးမှာအမတ်တဂီတဖြော်ပြပွဲဆုံးသွားတော့တာကိုတိမြောက်ကာလကိုကျွန်မကိုလေးတို့အလှကန်းနေပဲလုပ်ပေးပြီးတော့အရင်ကျန်းတော့ဖတ်တန်းခဲ့ပါတယ်ဒီဆယ်နှစ်ပြီမှာတော့ကျွန်မပွဲလေးတစ်ပွဲကိုစီစဉ်ဖို့စဉ်းစားပြခဲ့ပြီးတော့ကိုရွှေရဲ့ကိုမြမိုးရဲ့ဝယ်တော့တိုင်နေပြီးတော့ဒီပွဲလေးကိုစီစဉ်ဖြစ်ခဲ့ပါတယ် ဒီပွဲတော့ဟိုအခက်ခဲကြရရနေပြောကုညီပေးရဲ့လူပညာရှင်တွေအားလုံးကိုတိခတ်ပေးမယ်သူကဒီဝိုင်းအဖွဲ့အားလုံးကိုအပြည့်ပြည့်အခုချိန်ဒီအားပေးနေကြရပရိသတ်တွေအားလုံးကိုကျေးဇူးများတင်ပါတယ်သူငယ်ရဲ့ဇနီးမတ်တွေရောသမီးလေးမိကွန်တော် အဲသူတို့စကားပြောလိပြောတာလည်းမရှိပါဘူးဒါလိုအပ်လို့ခဲ့ခဲသူတို့ပြောဆိုသွားတဲ့အတွက်လိုအပ်တာရှိလို့ရှိရင်လည်းခွင့်လောက်ပါအဲတော့ပထမဆုံးအနေနဲ့အဲတော့ထွေအသင်အကြောင်းကိုနည်းနည်းလေးပြောချင်ပါတယ်ထွေအသင်ကအများသိကြတဲ့အတိုင်းပဲဘယ်သူမှတော့ရေးဆိုနိုင်မှာမဟုတ်ဘူးတစ်ခေတ်တယောက်မှာထွန်းပေါက်ခဲ့တဲ့တကယ်ပါရမီရှင်ခိတာသမားတယောက်ဆိုတာယုံမတန်လျာရှိကြမလို့ပါဘူးနောက်တစ်ခါသူဟာ အဆိုတော်တယောက်သာမကအရေးသမားတယောက်ဖြစ်ပါနှစ်ဖက်စလုံးမှာဘုံလူထွက်အောင်တော်တဲ့သူတယောက်ပါနောက်တစ်ခါ तू ကဒီလိုသူ့ရဲ့မိတ်ဆွေတွေအတွက်အမှုပညာလောကအတွက်တင်မဟုတ်ပါဘူးနိုင်ငံရေးအတွက်လိုအပ်လာလို့ရှိရင်လည်းအောင်မြင်နေချိန်မှာတော့သူ့ဘဝကိုနင့်နာခံပြီးတော့ဒီမှန်ကန်တဲ့အမှန်တရားဘက်ကနေရက်တည်ဖို့ နိုင်ငံအနေထွက်ပြီးတော့ကြိုးစားတဲ့အချိန်လဲလုပ်ခဲ့တဲ့သူတယောက်ပါပြောရလို့ရှိရင်တော့အမှုပညာကိုဖန်တီးပြီးတော့အရသာခံနေတာလေးတခုလည်းမဟုတ်ပဲねတကယ်လက်တွေ့ဘဝထဲမှာပါတိုင်းပြည်ကိုချစ်ဆိုင်တဲ့တကယ်လုပ်ခဲ့တဲ့သူတယောက်ပါသူကတော့ကျွန်တော်တို့ရှိရှိပြတာပဲတချင်းနေလို့ဒါမှကဘယ်လိုတော့တို့နိုင်ငံအတွက်ဆိုရင်လည်းရန်ငွေများရဲ့ပြည်သူတို့ချင်းနေကျွန်တော်တို့ရဲ့ဘုခေ ခုလိုစနေပြတ်မှတ်တရပွဲမှာကျွန်တော်ဒီဆုံးမရရင်ဝတ်သားပါတယ်ကျွန်တော်ဘုရားကအမရရကိုမဲ့ကျွန်တော်တို့ရေးပြီးမှုတဲ့အခြေလေးတပုတ်တပုတ်ပဲကျွန်တော်ဆုံးပြောပါမယ်အဲ့ဒါတော့မင်းเจ้าအိမ်နဲ့ဆိုအခြေလေးဖြစ်ပါတယ်အဲကျွန်တော်ကတော့ဆွေးပြီဆိုတဲ့ချင်းရယ်နောက်ပြီးတော့ဟိုဟာအမ်တနေ့နေ့တော့ချစ်ရလာလိမ့်မည်ပြီးတော့ခေါင်းလောင်းလိမ့်မည်နေပြီအဲ့ဒီချင်းတဲ့ပုံကိုဆက်ဆုပ်စဉ်းစားထားပါရဲ့ဟုတ် အမတ်တရားတော့ तू ကဟို तू ကဘယ်သူ့ကိုမဆိုအရင်တင်ပေးတင်ပေးခြင်းတယ်ပေါ့နော်ဟိုဘာမှလည်းတစ်ခါမှလည်းမုတ်ကြွေးတော့မစားဘူးတော့အခါမဲ့တင်ပေးရပါတော့ဆိုတော့အဲ့ဒါအဲ့ဒါတော့တကယ်အမတ်တရားပါပဲကျွန်တော်တက်ကတော့ဟောပေါ့နော်အဓိကတော့အခု online မှာတအားပြဿနာတက်နေတဲ့ကိစ္စလေးပြောခြင်းပါတယ်ဟိုဘလိုပဲဖြစ်ဖြစ်ပေါ့နော်သူ့ကိုချစ်လို့အားလုံးဝိုင်းပြီးဂုဏ်ပြုကြတာပါလို့ဘလိုပဲဖြစ်ဖြစ်ဂုဏ်ပြုတဲ့လူတွေအားလုံးအကျိုးဆိုးပါတယ်ကျွန်တော်ကတော့အားလုံးလည်းလာခဲ့ပါတော့ဟုတ် ။ကေဂုံတိချိုက်ချိုက်နဲ့အားပေးခဲ့တာပါ။ဒီမှာသူရှိကိုပြဆိုတာလည်းမဟေမာတို့ရှိမယ်၊မေကလာတို့ရှိမယ်၊နောက်တကအခုကိုစီတို့ဆိုရင်လည်းဒါဟိုတိတ်ခွင်းငန်းနဲ့ဝေးသွားတဲ့ကာဆိုတာအယ်ဘမ်တစ်ခုလိုက်ကိုပြန်ပြီးတော့ဆိုကြတာပါ။ဆိုထားကြပါလား။အဲ့တော့နောက်တစ်ခါဒီဂီတာပွဲတော်လုပ်တဲ့အခါမှာထွေနေဆိုတာကကျွန်တော်တို့ကတနိုင်ငံလုံးအတိုင်းအတာနဲ့တကယ်ကိုတန်ဖိုးကြီးတဲ့လူပညာရှင်ဆိုတော့လူပညာဂီတာမျိုးစားမျိုးစုံရဲ့ ကိုပြုတ်မှုနဲ့ထိုက်တန်တဲ့သူတရားလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါတွေကိုလည်းဒီပြိသက်တွေစိတ်ခံစားချက်ကိုလည်းနားလည်ပါတယ်ဒါဒီတချင်းတွေပေါ့ဒီနုပညာသမားပေါ့တမိုးထားလို့သာဖြစ်ကြတာပေါ့နော်အဲ့လိုပါပဲဒီဘက်မှာပါပါပြီးတော့ဒီဆိုကြမဲ့နုပညာသမားတွေဘက်ကလည်းကိုငှက်ကိုချစ်လို့တမိုးထားလို့ပေါ့နော် အားလုံးကဝိုင်းပြီးတော့ဂုံပြူကျင်တာပါလို့ အဲ့ဒါလေးကိုလည်းဟိုဘက်ဒီဘက်ပေါ့နော်အားလုံးဒီနုပညာသမားတယောက်ပေါ်မှာချစ်တဲ့အတွက်ကြောင့်ဒါဖြစ်ပေါ်လာတဲ့အကြောင်းအရာလေးတွေပါအဲ့တော့နှစ်ဖက်လုံးကိုဟိုနားလေပြည့်စစ်ချင်ပါတယ်ကျွန်တော်တို့ကအခုချိန်ဒီလေကျွန်တော်တို့နုပညာလောကမှာရှိရဲ့ဒီပုံကမောင်နှမတွေအကုန်လုံးကရောနော်ဟိုပြီးတော့နောက်ကသူ့ရဲ့ပြည့်သက်တွေရောဘုမဲ့ကိုအမြဲတန်ဖိုးထားလေးရဲ့ဒရိယာလေးရဲ့ရှိရဲ့ဆိုတဲ့အကြောင်းအရာလေးကိုပြခြင်းတဲ့ဘောင်နေပေါ့နော်သူ့ရဲ့ဆင်းနေပြည့်ထိမ့်မပြည့်ကျွန်တော်တို့ဒီပွဲလေးလုပ်တုတ်ဖြစ်ခဲ့ကြတာပါပြီးတော့နောက်တစ်ခါကျတော့ဟိုဒီပွဲလေးမှာကျွန်တော်တို့က ်ဝိုင်းပြီးတော့သူ့ကိုဂုံပြူကြတာပါလို့အဲ့တို့ကြောင့်မလို့ဟိုသူ့အခြေတဲ့ပြည်သက်တွေအားလုံးဒီပွဲလေးကိုလာပြီးတော့အားပေးကြစီစီပါတယ်ခင်ဗျာ